အလုံးမဲမင်္ဂလာပါညဆိုင်းလန်တင်ထလာမှာပြန်လဲကြိုးစိုးလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမီတို့ဖိုင်လေးကတော့မော်ကိုမြို့မှာစစ်တပ်တွေမဝင်အောင်တမုံ TV မောင်းထုတ်တဲ့ကိစ္စအပသားသမီးတွေပြောတာရုပ်သံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါတယ်ခင်ဗျာဒီမှာပသားသမီးကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေလို့ပြောဆိုနေတယ်လဲဆိုတာကိုအလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအလုံးကိုလည်းဆိုင်းလန်တင်ထလာမှာအတူပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ေအောင်လားမေလောကကတော့မကိုရချင်တာသူတော့ရငါတော့မကိုသားရညီတယ်ကွာဒီပါတီးပါပြည်သူတွေတီးပါ တီးမဟေးဘိုးကမတမုံတီးပြီးတော့စစ်တပ်ကိုမောင်းထုတ်တယ်ဆိုတော့တိဆာနဲ့ပြသက်ပြီးတော့ပြောရရင်မိုးကုတ်ကိုစစ်တပ်ကရောက်ပြီလားဟင်စစ်တပ်ကမရောက်သေးဘူးလေမရောက်သေးဘဲနဲ့မောင်းထုတ်ရအောင်တမုံတီးမောင်းထုတ်စီကဘယ်သူတွေရှိလဲဟမ်မင်းတို့အတေတွေ့မဲ့ကောင်တွေပဲရှိကိုကငွေနဲ့စင်းစားနော်ဘသူ့ကိုလိုမရှိတာ ဗီဂျာမှာဆောင်းရဲနဲ့လိမ့်ဖောက်နေတဲ့အကောင်လေးမင်းတို့ကောင်လေးလက်တည်ထားနော်မင်းတို့ကောင်လေးဒီရေခင်းကိစ္စကြီးအကုန်လုံးပြီးဆုံးသွားလို့ရှိလို့ရှင်မင်းတို့နိုင်ငံသားရောက်နေတဲ့အကောင်လေးအဆက်နေတောက်တောက်လေးရောက်သွားတဲ့အကောင်လေးအဲ့ကောင်လေးတရားမှလွတ်မယ်လို့မထင်နဲ့နော်နိုင်ငံတကာမှာရှိနေတဲ့အဖွဲ့အစည်းတွေအကုန်လုံးဆိုတာကနော်မုတ်ဆိုးတွေကြီးပဲ CID တို့ FBI တို့ Interpol တို့နော် နိုင်ငံကမှာရှိတဲ့ဖွဲ့စည်းမှန်သမျှအကုန်လုံးကမုတ်ဆိုးတွေယူတယ်။မင်းတို့ကောင်တွေရရှိသွားတဲ့ပတ်စံတွေကိုလိုချင်တဲ့အတွက်ကြောင့်မို့လို့မင်းတို့ကောင်တွေနောက်ကိုငြင်းချမ်းသွားတဲ့အခါကျလို့ချင်းနိုင်ငံကရဲ့တခါရဲ့ပူပေါင်းဆောင်ရွက်မှုနဲ့အတူနိုင်ငံတခါရဲ့ပူပေါင်းဆောင်ရွက်မှုဆိုတဲ့အကြောင်းကိုပြပြီးမင်းတို့ရှိမှာရှိတဲ့ပိုင်ဆိုင်မှုတွေကိုသိမ်းဖို့အတွက်မင်းတို့ကိုလာပြီးတော့ဖမ်းပါမင်းတို့မုတ်ဆိုးတစ်ကောင်လုံးတိုက်ပါနော်ဘာကြောင့်လဲဆိုမင်းတို့က high value target နော်တန်ဖိုးကြီးတယ်ပြတ်မှတ်တယ်ဟုတ်လားအဲ့တော့မင်းတို့တိတ်အားကျယ်နေနဲ့အားချောင်းနေနဲ့ မင်းတို့ကောင်တွေအာချောင်းတော်တွေနည်းနည်းရက်လိုက်တယ်နော်နော်နာမည်ကြီးဆယ်လီနော်အစိုးရတွေဟာလားဒေါ်လာတွေအများကြီးကျသွားတဲ့လူတွေမင်းတို့ရဲ့ပတ်စံတွေလူချင်းတို့အနောက်ကနေမင်းတို့မိုးဆိုးလို့နိုင်ငံတကာအဖွဲ့အစည်းတွေလိုက်မှာနော်ဒီကနိုင်ငံကနေဒီဟာတွေကကျွန်တော်တို့အလိုရှိတဲ့လူတွေလို့ဆိုတာပြင်ညာလိုက်လိုက်အဲ့တော့အာသိမချောနော်မင်းတို့ပတ်စံတွေကိုတိမ်းပါအကုန်လူချင်းတို့အဲ့တော့မင်းတို့အာချောင်းတွေရတဲ့အရေး နော်မင်္ဂလာပါမြို့လို့ရေမြို့လို့ပြောဦးမယ်မိုးကုတ်ကြောင်းလေးမိုးကုတ်မှာဆိုရင်ဟိုရဲကူပါပေါ့နော်တံပုံးတီးတယ်တဲ့တံပုံးတီးခိုင်းတော့သူတို့တွေကကားနဲ့လှည့်လှည့်ပြီးတော့တံပုံးတီးရံပေါ့စစ်တပ်ကိုဟိုမလို့ချာအဲပြောရရင်တော့ကွာသူတို့ရဲ့ဟိုပါပေါ့သူတို့စိတ်แท้ကဟိုသူတို့ရဲ့ပြောရရင်သူတို့ရဲ့ အယူဆပေါ့နော်အဲမောင်းထုတ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့အဲ့တော့တီးတဲ့ပြည်သူတွေရတယ်တဲ့အိမ်တွေရတယ်ပဲတီးတယ်အပြင်မှာလူလူလာလာနဲ့တီးတဲ့လူမရှိကြဘူးတဲ့တီးတာကတော့တီးရတယ်သူတို့ကကားနဲ့လှည့်လည်ပြီးတော့မှလိုက်ပြောထားတဲ့အတွက်နောက်တစ်ခုကမိုးကုတ်မှာဟိုပါပေါ့အရွယ်ရှိသေးတဲ့လူပေါ့အရွယ်ရှိသေးတဲ့လူဆိုတော့18ကနေ15 16 18ကနေစပေါ့ဟိုအသက်40ကျော်50အထိတွေကတော့ဒါအရွယ်ရှိသေးတယ်လို့ပြောအောင်ပါပေါ့ အဲ့ဒါတွေဆိုရင်လည်းအခုမြခုတ်လှုပ်နေရတယ်တကယ်တကယ်ကြရင်သူတို့အတွက်အင်အားလိုရင်စစ်တင်တန်းလည်းတက်ရသေးတာမဟုတ်ဘူးဆွဲရဲပြီးတော့တနက်ကင်ပြီးတော့လုတ်ခိုင်းမဲ့ဒီဇိုင်းတွေလည်းရှိတယ်တဲ့အဲအဲ့တော့မိုးကုတ်နေပြည်သူလူထုတွေကလည်းတချို့တချို့တွေကလည်းလန့်နေကြတယ်ပြေးတဲ့လူတွေပြေးဖို့တွေရွယ်နေကြတယ်တချို့ကြလည်းပြေးတဲ့လူရှိတယ်အဲ့တော့ကျမပြောပြတာကသူတို့တွေအဖို့ကဒီလိုတန်ဖုံးတီးပြီးတော့မှလုတ်ရတယ်ဆိုတော့ ြောရင်ကျမတို့ငငယ်ဒီဇိုင်းဆိုရင်စိတ်ထဲမှာဆိုဒါကလေးကလာပေါ့နော်ကလေးကလာလို့ပြောရမှာပေါ့ဘာမှအရာမရောက်ကလေးကလာလို့ခေါ်ပါသူတို့ကတော့ဘယ်လိုခေါ်မလဲဒိုးရီဒိုးရီဟိုဘယ်လိုခေါ်ဟိုပြောရမလဲစစ်တပ်ကိုမလိုလားလို့အင်းဒိုးရီပြတဲ့ပုံစံမျိုးအိမ်ထဲကနေတံပုံးတွေတီးခိုင်းနေပေါ့မလိုဘူးဆိုတဲ့ပုံစံမျိုးပေါ့အဲ့လိုမျိုးတီးရတယ်လို့လည်းကြားရပါတယ်အဲ့တော့တချို့တွေကလည်းမလိုလဲသူတို့လက်ထဲမှာဖြစ်တဲ့အတွက်နီးရတာကြောက်ကြရတယ်လေအဲ့တော့တီးကြရလဲရှိတယ်တချို့ကြတော့လည်းလိုပေမဲ့လည်း ိတ်တော့သူတို့အကြောင်းတွေသိတဲ့အခါကျတော့တိတ်မလို့မလားတွေပေါ့အဲ့လိုလူတွေလည်းရှိတယ်လို့ကြားရပါတယ်အဲ့တော့ကျမတို့အနေနဲ့ပြောချင်တာမိုးကုတ်မှာ နေတဲ့ပြည်သူတွေအဲအရွယ်ရောက်တဲ့လူတွေကိုကိုကိုသတိထားပါအဲ့တော့ဟိုသွားပြီးတော့မှအင်းကိုရဲ့လူတွေပေါ့ကိုပထွေးဟိုမှာကိုကအားကိုးပါတယ်ဆိုရင် နေကြပါကိုသေးတွင်ကိုတူတာနဲ့အတူတူပါပဲအဲ့တော့ပြည်သူတွေအဖို့ကပညာတက်ဖို့မလိုဘူးဦးနှောက်ညံရှိဖို့လိုတယ် သက်ကိုညံရစောက်มาတယ်ဒါကြောင့်မို့ကျမကမိုးကုတ်မှာရှိတဲ့ပြည်သူတချို့တချို့ကိုပြောပြရစေလုကင်းရမှာရှောင်းစေခြင်းပါတယ်ဒါပေမဲ့သူတို့ရှောင်းတဲ့အခါကျတော့လုကင်းနေဆိုတော့လုံးလုံးလားရလွတ်လွတ်ကင်းကင်းနေရာကိုရှောင်းကြရမှာဒါပေမဲ့တခုတော့ရှိတယ်เนาะ ကြောက်လို့ရှောင်ပါတယ်ဆိုရင်သူတို့ဘက်ကဘာတွေဘလို့လာကြအောင်မလဲအဲသူတို့ကတော့ပြောရရင်တော့တချို့အနောက်ကလည်းအချင်းချင်းတိုးတယ်လို့ရှိရင်ရှိအောင်မဲအဲ့ဒါလေးလည်းသတိထားကြပါသူတို့တွေကတော့ဘလို့အားပေးမလို့ဘလို့မလို့ဘလို့ပုံစံနဲ့ပြေးကြပါဆိုတော့ကြာအဲ့ဒါအတို့ခံရင်လည်းသူတို့လက်ထက်မှာတိမ်မဲ့လူတွေရှိကြပါအောင်မဲအဲ့တော့မုတ်ကုတ်ပြည်သူများကို့အသက်ကိုညံဆောင်ပါတယ်စဉ်းစားဆင်ခြင်ပြီးတော့မှရှောင်ကြပါတော့အားလုံးကျွန်မပြောပြစီ